ဒီ BMW BWM ဆိုတဲ့ Brave Warrior မြန်မာဆိုတဲ့ PDF အဖွဲ့အန်ယူချောက် PDF အဖွဲ့ထုတ်တဲ့ short တွေတုံးရင်ငါကဘာကိုကြီးညာနိုင်ပြီ။ဘယ်နှစ်ယောက်ပေတယ်ဆိုငါကြီးညာနိုင်ပြီဆိုတဲ့စိတ်ကြံနေတယ်။အလုံးဝအဲ့တောင်ငါရတော့ဝယ်မယ်ဆိုပြီးတော့ဘိုးဘူးကြိုးစားနေတယ်လို့ဒါပါ။အဲ့ဒါလေးကအစ်ဒရင်းလေးရတယ်ဆိုတာပြို့ဝတ်တင်းကြီးတယ်။ပြရပါကပါစကန်ကနေဆက်မှာဆိုပြီးမြန်မာပြည်ဘက်ချမ်းမှာခြားထားတဲ့စကန်ပါ။အခုပြစ်ခံလိုက်ရတာကလည်းမြန်မာပြည်ဘက်ချမ်းမှာဖြစ်သွားတယ်လို့တမုံမျိုးတွေစီးရင်သတင်းအရှင်းမြစ်ကပြောဆိုထားပါတယ်။ ဟိုင်းချာရမီဝပီတူညီကိုမော်ရမာမြအားလုံးပဲမင်္ဂလာပါ news bit channel ကနေပြန်မှပြန်လဲကြိုဆိုလိုက်ပါရစေ2025ခုနှစ်မေလ20ရက်နေ့ကျွန်တော်နေ့လည်ပိုင်းဗီဒီယိုသဘောနေနဲ့ဒီနေ့ခင်းမှာကျွန်တော်နောက်ဆုံးကြားသိရတဲ့တော်လန်တင်းထိုးတင်းကောင်းများစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကျွန်တဲ့သူအစားဆုံးကြည့်ရှုပေးကြဖို့အားလုံးအဖေခေါ်လိုက်ပါရစေကျွန်တော်ဒီနေ့ခင်းမှာဆိုတော့တော်လန်ရဲ့ဆူရဲနဲ့ပြန်မှပါနော်အခုဆိုရင်မြို့သိမ်းတဲ့ပွဲတွေနဲ့စစ်ကောင်စီရဲ့စစ်စခန်းတွေကိုတင်ပေးဖို့စ조사နေတဲ့တင်းတွေရဲ့ဘောမရက်ကွဲခြေကွက်လောက်မြေတွေလည်းများစွာရှိတာဖြစ်ပါတယ်ကျွန်တော်ပထမဆုံးအနေနဲ့ခါတိုင်းလိုပဲတင်းတော်လေးတွေကြည့်လိုက်ရအောင်နော် အယုံဆုံးသတင်းတပို့အနေနဲ့ကတော့မန္တလေးတိုင်းတောင်သာမြို့နယ်တောင်သာကျောက်ပြောင်းလမ်းပေါ်ကစစ်ကောင်စီတပ်အထိုင်ကြီးနဲ့ဝင်ထမ်းအရာစီးနှင်းတိုက်ခတ်ခံပြီးတော့မှစစ်ကောင်စီလက်အောက်ခံနန်းစီတဲ့ဝင်ထမ်း6ဦးအပေါ်ဆက်တိုးဖမ်းဆီးခဲ့ရတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။စကားဆတောက်တိုင်ဝင်ထမ်းရနေရချေဖြစ်ရေးဆိုတဲ့စစ်စင်ရေးဆိုတော့ဝင်ထမ်းတွေအတော်များများဖမ်းခဲ့တယ်။မီခိုမီတာစုတွေပါလာလို့ပြန်လုပ်ဖို့ရရှိတယ်ဆိုပြီးတော့မှတောင်သာပြည်သူ့ကာကွယ်ဖွဲ့နဲ့နေဆက်သူတို့ကနေပြီးတော့ပြောဆိုထားတာဖြစ်ပါတယ်။ UR ကထွေဦးနဲ့လောက်ဝကဝင်ထမ်းတွေကိုဒါပေမဲ့ သူတို့ပါမလာပဲနဲ့ပညာရေးနဲ့မြေစင်းထဲကပဲပါလာတာပါလာတဲ့ဝန်ထမ်းတွေရဲ့ရထူကတော့စစ်စစ်ဆဲဆိုပြီးတော့မှအဲ့ဒီကကွေးဖွင့်တဲ့နေဆက်သူကနေပြီးတော့မှဆက်လက်ပြောဆိုထားတာပဲဖြစ်ပါတယ်ကျော်တော့ဘက်ကနေပြီးတော့မှနန်းစီဒီယမ်တွေပေါ့နော်အเจ้าမဲ့ဒီလိုမျိုးဖန်ဆီးမှုတွေလွတ်ဆောင်တာမျိုးမျိုးပဲနဲ့ဒီကောင်တွေကနေပြီးတော့မှကျော်တော့ပီသူတွေပေါ့မှဖိနေချုပ်ချံမှုတွေနဲ့တော်လိုင်းတက်ဖို့မှုတွေရဲ့တရင်တွေကိုလည်းဒီကောင်တွေကနေပြီးတော့ဒလန်အနေနဲ့ဆက်လက်ပြီးတော့မှလွတ်ဆောင်နေတာတွေရှိတဲ့အတွက်ကြောင့်မလို့အခုဆိုရင်ကျော်တော့တော်လိုင်းပူပေါင်းတက်ဖို့မှုတွေနဲ့ပြီးတော့မှဖန်ဆီးချုံအောင်ထားတာပဲဖြစ်ပါတယ် နောက်ထပ်သတင်းတပို့အနေနဲ့ကတော့ဖောက်ကန်ကျော်စင်းမော်နဲ့ဆယ်မိုင်ခန့်ကွာပြောင်းဝင်ရွာကိုရောက်ရှိလာတဲ့စစ်ကောင်စီတပ်ရှမ်းနေတဲ့ပြည်သူ့စစ်ပူးပေါင်းစစ်ကြောင်းကို KPDF ပူးပေါင်းတပ်တွေရဲ့နေပြည်တော်မှာပြစ်ဆိုတိုက်ခိုက်ပြီးတော့မှတပ်ပွဲဆက်လက်ဖြစ်ပွားနေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။စစ်ကစစ်စစ်ကြောင်းကပြောင်းဝင်ရွာကိုရောက်လာပါပြီ။ရှစ်စစ်တိုးလာရင်အရင်ကသူတို့တပ်ဆွဲခဲ့တဲ့နန်းသိန်းကိုရောက်မယ်။ညကတော့လက်နေကြီးပြုတ်ကိုပေးတယ်။မြေပြင်ကတော့တိုက်ပွဲရှိနေပါတယ်ဆိုပြီးတော့မှ KAY နိစက်သတင်းမြစ်ကနေပြည်တော်မှာပြောဆိုထားတာဖြစ်ပါတယ်။ကချင်ပြည်နယ်မိုးကောင်းမြို့ချေဆိုင်အမတ်3ချီလင်တပ်မဟာစစ်ကခ3 လက်ခံတရင်တွေနဲ့ပြည်သူစစ်အဖွဲ့ကဘာခန့်ကျင်းဆိုင်တမ33နဲ့လဲလှယ်ဖို့စစ်ကြောင်းထိုးနေတယ်လို့ကျွန်တော်တို့သိရတာပဲဖြစ်ပါတယ်ဒီလိုမျိုးပေါ့နော်မျိုးစားသားဖြစ်ချင်နေကြတဲ့စစ်ကောင်စီနဲ့ဒီပြူစောထီးအုပ်စုတွေအားဆိုတော့ကျွန်တော်တို့တိုင်းပူအောင်တပ်ဖို့နေရတယ်ပြုံးပါအတင်းဆောင်ဆိုင်ပြတော်မှအခုဆိုရင်ချင်းမုံတုတ်တင်ရှင်းလင်းနေတာပြုံးပါမကြခင်မှာတော့စကောင်စီတက်ဖို့ဝင်ရဲ့အလောင်းတွေကတော့ကျတို့မြေပြင်ပေါ်မှာပြန်ချမ်းနေဦးမယ်လို့နောက်ထပ်သိရတာပဲဖြစ်ပါတယ်။ဒါကတော့ကျတို့ PDF ပူအောင်တက်ဖို့ဝင်နေတယ်ပေါ့နော်။ KA တက်တော်တွေအခုဆိုရင်မြို့တင်းတဲ့ပွဲတွေကိုဆင်ရဲနေတာပြီးတော့မှဘုံဘုံနဲ့ဖားကမှာဆိုတော့တက်ပွဲတွေဒီတက်ပို့ပြီးတော့မှကြီးကြီးကျယ်ကျယ်နဲ့ပေါ့နော်ဆက်လက်ပြီးတော့မှပြင်းထန်နေဦးမဲ့သဘောမျိုးတွေရှိနေတာဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့နေ့ခင်းပိုင်းမှာပထမဆုံးအနေနဲ့ကြာမှာကတော့အိန္ဒိယစစ်တပ်ကနေပြီးတော့မှကျွန်တော်တို့တမိုးနဲ့ပေါ့နော်အိန္ဒိယနယ်စပ်ကြားမှာရှိတဲ့ပကဖတ်ကဝင်စီးပြီးတော့မှအခုဆိုရင်ဖြစ်ခရှင်လင်းခဲလို့ပကဖတ်ဖွဲ့ဝင်၁၇ဦးကြာဆုံးခဲ့တဲ့တရင်နဲ့ပတ်သက်ပြီးတော့မှရေဘော်ရှန်လေးဘယ်လိုမျိုးတွေပြထားမလဲဆိုတာကျွန်တော်စကြည့်လိုက်ရအောင်နော် တိုက်ပွဲဖြစ်ပွားတဲ့နေရာကတမူးမြို့နယ်အောက်ပိုင်းပကပထိချုပ်နေပြီးစခန်းတစ်ခုမှဖြစ်သွားတာပကပစခန်းကနေဆက်မှာဆိုပေမဲ့မြမပြည်ဘက်ချမ်းမှာခြားထားတဲ့စခန်းပါအခုပြစ်ခံလိုက်ရတာကလည်းမြမပြည်ဘက်ချမ်းမှာဖြစ်သွားတယ်လို့တမူးမြို့နယ်စီရီသတင်းအရင်းမြစ်ကပြောဆိုထားပါတယ်မအောင်ပြစ်ခတ်သွားလဲဘာကြောင့်ပြစ်တက်သွားလဲဆိုတာကိုတော့လက်ရှိကျွန်တော်တို့ထုတ်ပြန်ပြောဆိုဖို့စောနေပါသေးတယ်ဆိုတော့ဒါကျွန်တော်ပြောချင်တာကတော့ပြစ်မိတ်ရလို့ပြစ်တက်ခိုင်းလိုက်လို့ ကျွန်တော်ပြစ်တက်ခံရတယ်ဆိုရဲပထမဦးဆုံးကျွန်တော်အတွေ့အကြုံရကျွန်တော်မိဘတွေကိုပွင့်လင်းစွာသင်ပြနေခြင်းဖြစ်တယ်ဒီပြစ်ခတ်မှုနဲ့ပတ်သက်ပြီးတော့လေတမှုပကပကမြို့သားညီညွတ်အစိုးရ NUG ကိုစတင်ထားတယ်လို့လည်းကျွန်တော်တို့ဒါသိရှိထားရတယ်ဆိုတော့ဒီအခင်းချင်းမှာ NUG နဲ့ကျွန်တော်တို့အိန္ဒိယတပ်ဖွဲ့ဝင်တွေဒါမှမဟုတ်အိန္ဒိယအစိုးရအနေနဲ့ဘယ်လိုမျိုးဒါချိတ်ဆက်ဆောင်ရွက်သွားမလဲဆိုတာကိုတော့ကျွန်တော်စောင့်ကြည့်ရမှာဖြစ်တယ်ဆိုတော့ဒီနေ့မှာကျွန်တော်တင်ပြပြတဲ့အကြောင်းအရာကတော့လက်ရှိ ကျွန်တော်ရဲဘော်လူငယ်တွေဟာနေရာဆုံးမှာခုလိုခေါင်းစဉ်မဲ့အသက်ခံရဖို့ပြီးတော့ခေါင်းစဉ်မဲ့ခေါင်းစဉ်မဲ့ဆိုတာထပ်မနော်ခေါင်းစဉ်အမျိုးမျိုးတက်ပြီးတော့ကျွန်တော်တို့ကိုလောက်ခွင့်ကျွန်တော်တို့ပေးမှာမဟုတ်ဘူးဒီဒေါ်လာကြီးဟာကျွန်တော်မိဘပြည်သူတဦးချင်းစီတိုင်းစောင့်ကြည့်နေတဲ့ဒေါ်လာကြီးဖြစ်တယ်အိန္ဒိယကမာရွေးစွာပြစ်ခတ်လိုက်တယ်ဆိုရင်တယောက်နှစ်ယောက်ပေါ့ အခုကတစ်ဖွဲ့လုံးပြောင်းသွားတာဟွန်းအဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့စီမှာလက်နက်ရှိတယ်အဲ့ဒီ nether scan မှာလည်းပဲဒါကျွန်တော်တို့ဒီစကန်ရှိတယ်ဗောနော်ကျွန်တော်တို့ဘက်ချမ်းမှာဗောနော်အဲ့ဒီမှာအင်းရစက်ကနေပြီးတော့ထုတ်ပေါ်ထုတ်ပြန်လိုက်တာကတော့ AK 47ခွန်လက် RPG တလက် M4 ကပိုင်တလက် rifle ၄လက်နဲ့ကြီးမျိုးစုံကိုသိသိရမိတယ်လို့ပြောတယ်ဆိုတော့ဒါကကျွန်တော်တို့စီမှာလက်နက်ရှိတယ် ကျွန်တော်တို့လက်လက်ကိုက်ထားတဲ့ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေကိုတေချာစနစ်ကြစွာတခတ်ချိန်မုံတုတ်တင်လိုက်တယ်လို့ကျွန်တော်ကတော့ထင်မြင်မိတယ်။ကျွန်တော်မြို့ရတွေအမြင်ကိုကျွန်တော်ရဲ့ဗီဒီယိုကမ္ဘာမှာရှင်းပြခဲ့ပါကျွန်တော်လူငယ်တွေအဲ့လောက်ညံ့လူ၁၀ရောက်လုံးတပြိုင်တည်းချိန်မုံခံရတယ်ဆိုတော့တော်တော်ကိုရှာပါဒီလိုအချိန်တွေမှာအိန္ဒိယစစ်တပ်ဘက်ကနေပြီးတော့ပစ်ခတ်လိုက်တဲ့ပစ်တက်လိုက်တဲ့ ဒီတိုက်ပွဲအတွင်းမှာကျွန်တော်ရဲဘော်၁၀ယောက်လုံးဟာလက်နက်တွေရှိရတာနဲ့အသက်ပေးလိုက်ရတယ်ဆိုတော့ဒီဖြစ်စဉ်ဟာအချို့သတင်းအချို့ပေါ့နော်သတင်းမီဒီယာမဟုတ်ပဲနဲ့အချို့ဒါဒေတာခံရင်းမြစ်ကထွက်လာတဲ့သတင်းလေးလေးနည်းနည်းရှိတယ်ကျွန်တော်နေပါဒါကကျွန်တော်တို့ကသတင်းတွေကိုဒါလက်ပတ်ပြောစင်နေတာမဟုတ်ဘူးအဲ့ဒီသတင်းကဘယ်လိုပြောလဲဆိုရင်ကျွန်တော်တို့နေရာကိုအိန္ဒိယရိုက်ဖယ်တပ်ကနေပြီးတော့ဝိုင်းလိုက်တယ်လို့ကျွန်တော်တို့ဝိုင်းခံလိုက်ရတယ်လို့ကျွန်တော်တို့ကြားရတယ်ပြီးတော့ကျွန်တော်တို့ကိုဖမ်းသွားတယ်လို့သတင်းတွေလည်းထွက်ပေါ်နေတယ် ဖမ်းသွားပြီးတော့ပြတ်တက်ပြီးတော့မှအချို့ဒဏ်ရာတွေဆိုရင်ရိုက်နှက်ထားတာဓာတ်ဒဏ်ရာတွေတော့ပါတယ်လို့လည်းကျွန်တော်တို့ကြားရတယ်။ဒါတော့ဗောနော်ရေဘော်ရှန်လေးရတယ်ပြီးတော့မှအခုဆိုအိန္ဒိယစစ်တပ်ကနေပြီးတော့မှကျွန်တော်ပကပစကောင်ဝိုင်းရန်စီထားပြီးတော့မှအဖွဲ့ဝင်စက်တယောက်ကိုဖမ်းဆီးတက်ဖြတ်သွားတဲ့တဲ့ရင်ကိုတေချာလေးကိုရှင်းပြထားတာဖြစ်တယ်။ကျွန်တော်အလုံးသိထားတဲ့အတိုင်းအခုချိန်မှာဆိုတော့ဒီတမိုးနဲ့ဗောနော်အိန္ဒိယစက်ကြားမှာဆိုရင်ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပူးစောထိတယ်ဆိုရင်လည်း လှူရှားတော်လာမှုတွေရှိနေတာပြမဒီကြားထဲမှာခတဲ့အိုးစုတွေကနေပြီးတော့မှစစ်ကောင်စီနဲ့ပူးပေါင်းပြီးတော့မှကျွန်တော်တို့တော်လံပီတူတွေအနိုင်ကျင့်ဖို့ကြာနေတာပဲဖြစ်ပါတယ်။တစ်ဖက်မှာဆိုတော့အိန္ဒိယစစ်တပ်အနေနဲ့အခုဆိုရင်ကျွန်တော်တို့ပေါ့နော် nature မှာဆိုတော့ဒီ nature chassis ကိုခတ်တာနဲ့ပတ်သက်ပြီးတော့မှအရင်ပေါ့မှုတွေလည်းရှိနေတာဖြစ်တယ်လို့ကျွန်တော်တို့ဒီကိစ္စဆိုတော့တွေးတောက်ရုံမဟုတ်ဘူးဆိုတော့လည်းထလောင်းတိရှိရတာပဲဖြစ်ပါတယ်။ NUG ဘက်ကနေပြီးတော့မှ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှအိန္ဒိယဆိုရနဲ့တက်ဆိုင်ရာပုဂ္ဂိုလ်ဖွဲ့စည်းတွေကိုဆက်တွယ်ပြီးတော့မှဖြည့်ရှင်းချက်တောင်းဆိုထားတာမျိုးတွေလည်းကျွန်တော်တို့လွတ်လာတော့မှာမလို့ပေါ့နော်ဘယ်လိုမျိုးတွေဖြစ်လာမလဲဆိုတော့ဆောင်ကြရမှာပဲဖြစ်ပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဦးချင်းမြတ်နဲ့ပြီးတော့မှမြောက်လိုင်းကျင်းပဖို့ရည်ရနေတဲ့ယူကော့ပွဲနဲ့ပတ်သက်ပြီးတော့မှသူ့အမြင်ကိုသုံးသပ်ပြောဆိုထားတာပဲဖြစ်ပါတယ်။မြောက်လိုင်းဘယ်လိုမျိုးတမန်ရယူယူပြီးတော့မှပေါ့နော်ကျွန်တော်တို့တိုင်းပြည်ကိုဖြည့်ဆည်းဖို့အကြံစီနေလဲဆိုတာကိုသုံးသပ်ပြောဆိုထားရတယ်။ကျွန်တော်စပီရမနောက်ထပ်ကြည့်လိုက်ရအောင်နော်။လွတ်တော်ဘူးပထမတစ်ချိန်မှာ မဲ့သုံးဖို့တော့နှစ်ပုံတက်ရမယ်အဲနောက်တစ်ချိန်မှတော့ဟိုကြသုံးဖို့တစ်ပုံပေါ့ဗျာရပြီတက်ရပြီဆိုသုံးဖို့တစ်ပုံကတော့တက်လို့ရတယ်ပထမသုံးဖို့နှစ်ပုံသာမတက်နိုင်ရှိရမယ်လေပုံမှန်တော့ပုံသာဆိုတဲ့အခါကျတော့အဲ့ဒီဟာတွေကအလိုလိုနေရင်အတိဖြစ်သွားမှာပဲအဲ့တော့သုံးဖို့တစ်ပုံမပြည့်သေးဘူးဆိုလည်းဂျိုင်းဘက်ရုပ်ကပွဲထက်လောက်တာပေါ့အဲ့မျိုးပေါ့ပြီးတော့တို့ရထား25ရန်လုံးလည်းရှိသေးတယ်ဆိုတော့အဲ့ဒါလေးလည်းဖြစ်သွားမှာပဲအဲ့ဒါလေးလည်းဖြစ်သွားမှာပဲသို့တော်မဖြစ်တာကဘယ်လိုကကွယ်ဥစည်းချုပ်ကလွှဲလို့ဘယ်လိုကအဲ့ဒါကိုပဲဖြစ်ပြီးတော့ဘယ်သူကဆက်ပြီးအမိတ်နေထောက်မလဲဆိုတဲ့နေရာမှာသာ ဲ့ဒါတော့အကြီးကျယ်ပြဿနာရှိတယ်အဲ့ဒါတော့အဲ့ဒါတော့အကြီးကျယ်ပြဿနာဖြစ်တယ်ပြအဲ့ဒါလှည့်လို့မရဘူးလိမ့်လို့မရဘူးအဲ့အဲ့ဒီကာလုံးအပြောင်းလဲမှာသူတို့ဘလို့လုံလဲဆိုတာစောင့်ကြည့်ရမှာပေါ့နော်တစ်ချက်တကယ်ထူးထူးဆန်းဆန်းတွေတွေ့လာမယ်နောက်တစ်ခုကဒါဆိုရင်ကုနာအခုပြောတဲ့သုံးပုံတစ်ပုံအတိုင်းအထမြောက်တယ်ဆိုတော့ तू ပြောလိုက်တဲ့အတွက်ဒီလာမယ့်31ရက်နေ့မှာလွှဲပြီးတော့ရွက်ောက်ပွဲဖြစ်ဖို့ကအလားလာများနေပြီလို့ကျွန်တော်တို့ယူဆရင်ရနိုင်လားဆရာအခုဒီလိုထပ်ပြောလာပြီဆိုတဲ့အခါကျတော့ဒါမှတော်တော်အားအသင့်မကောင်းတာက ။ तू อ่ะရွေးကောက်ဘွဲကော်မရှင်ကိုကြီးညာစေခြင်းလို့လည်းတော့မသိဘူးလေ။ဒါလောက်ကတ်နေပြီဗျာ။ရွေးကောက်ဘွဲရဲ့တော့ပြောဖို့ကောင်းပြီပေါ့။နော် new player ထွက်မပေးဘူး။ထွက်မပေးဘူးဆိုတော့ဒါဆိုရင်တေးကြပြီလားလို့ကျွန်တော်မေး။အားခင်ဗျာဒီအယူလင်းလောက်ရတော့ပဲသူတို့သွားပြီတော့ခင်ဗျာတေးကြပြီလားလို့သွားပြောလိုက်အောင်သူတို့ကခုစိတ်ကတမျိုးပြီးတမျိုးပြောင်းနေတာ။အတေးကြပြီလားဆိုတာတော့ကျွန်တော်ကတော့အဲ့ဒီကတော့မှတ်ချက်မပေးနိုင်ဘူး။ တော့ရွေးကောက်ပွဲကော်မရှင်ကအခုလိုအပ်နေတာဟိုနီးဥတွေထွက်ဖို့လိုပြီးရွေးကောက်ပွဲဒိတ်ကိုကျင်ညာဖို့လိုပြီးဒါတွေလည်းမလုပ်သေးဘူး။ तू ကတော့ဒီမှာအတီးပြောနေပြီပေါ့နော်။ဆိုတဲ့အခါကျတော့ဆက်ဆက်နေနောက်ဆုံးသုံးသက်ချက်ဒီဒီဒီနေ့စစ်ကောင်စီဥက္ကဋ္ဌပြောသွားတဲ့အခုရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ခြေဥပုံမှန်တွေပါ तू ကံပြီးပြောရတဲ့ပုံမှာဆရာနောက်ဆုံးသုံးသက်ချက်လေးပြောပေးပါဆရာ။ဟိုဘယ်လိုပြောမလဲဆိုတော့ဟို तू ကတော့တရုတ်ကဖိအားတွေအထူးမြတရုတ်ဖိအားပေါ့။ရွေးကောက်ပွဲလှုပ်ရပါ။အဲ့လိုမလှုပ်တော့မရဘူးဆိုရင်ဖိအားအောက်မှာရောက်နေတယ်ဆိုကြောင့်။ तू စိတ်ကြိုက်လှုပ်ရမယ်ဆိုရင်တော့ ူကတော့ထက်ရွှေ့မှာနောက်ထပ်ဗျာသူအာနာရှင်တက်တန်းကိုရွှေ့ရွှေ့လာရတာကျွန်တော်တက်ထက်ရွှေ့ရလဲဘာတကောင်းနဲ့ညင်းမနေဘူးသူကဘာမှမစိုးလုံးရဲတယ်ဒါမှမဟုတ်တိုင်းပြည်ချင်းတွေကလည်းအဲ့လိုဘီဘီခုမပြူတော့ဘူးတယောက်ကဖိအားကလည်းအရန်ပြင်းလာပြီနိုင်ငံတကာဖိအားတွေကလည်းအာဆီယံလည်းပြောလာပြီဒါမျိုးတွေဖြစ်လာတဲ့အခါကျတော့သူရွေးကောက်ပွဲကတော့လုတ်ကိုလုတ်ရလဲဒါတော့အသေးချာပဲတိုးတော့လဲသူတို့အဲ့တော့ပြောတဲ့အပိုက်တွေကိုဘယ်လိုကြော်လွှားမလဲအဲ့မှာသူတို့ပြဿနာအဲ့ပြဿနာတွေဖြစ်ရှင်းနေရင်တော့သူတို့ရွေးကောက်ပွဲလုတ်လုတ်ဖို့များတယ်အဲ့လိုမှချက်ပေးကြပါလေဗျာ ဒါတော့ဗနာဦးချင်းမြင်းနဲ့ပြည်မမြောက်နိုင်နေတဲ့အခုဆိုရင်တုတ်ဖီးရနဲ့သူ2025နှစ်မကုန်ခင်မှာပဲရွေးကောက်ပွဲချင်းမဖို့ယူနေတယ်ဆိုတဲ့အကြောင်းပြောဆိုထားတာဖြစ်တယ်။တပတ်ကနေမြို့မသူ့အနေနဲ့ရွေးကောက်ပွဲကနေတဆင့်သမရကိုဖြစ်ချင်းလွန်းလို့ဗနာအခုဆိုရင်နိုင်ငံရေးပါတီတွေတော့မှမက်ဆက်စီုံပြီးတော့မှဒီရွေးကောက်ပွဲမှာထက်ထက်ဝင်တဲ့ပူပေါင်းပေါ်မေးချဖို့တောင်းဆိုနေတယ်ဆိုတဲ့အကြောင်းလည်းကျွန်တော်တို့နောက်ထပ်သိရတာပဲဖြစ်ပါတယ်။ဆိုတော့မြောက်လိုင်းအနေနဲ့ဒီလိုမျိုးကျွန်တော်တို့ပြည်သူတွေကိုချန်နေပြီးတော့မှသူတို့ကိုကြိုးတက်နေပါနော်။ သူတို့အာနာတီမြန်နေဖို့စူးစမ်းနေတယ်ဆိုတော့လည်းထလောင်းတွရှိရတာမလို့ဒီချိန်မှာကျွန်တော်ပြည်သူတွေအနေနဲ့တော်လိုင်းတပ်ဖို့အနေနဲ့သူတို့စီစီလုံးလုံးနဲ့စစ်ကောင်စီကိုအမြန်ဆုံးတတ်ထွက်ရမယ်ဆိုတဲ့အကြောင်းလည်းထပ်ပြီးတော့မှတွေ့တာပဲဖြစ်ပါတယ်ပြည်သူတွေအနေနဲ့စစ်တကြဆရာမလို့ပဲနဲ့မြောက်လိုင်းတို့အိုစုရဲပေါ့နော်ကျွန်တော်တို့နောက်ဆုံးနေ့တွေကိုအခုဆိုရင်အဆုံးသတ်ပြီးတော့မှမလို့အာနာပါဝါလက်ကျန်ရှိနေတဲ့ချိန်မှာဒီလိုမျိုးမယူဆန်ပြီးတော့မှဆက်လက်လှုပ်ဆောင်နေတယ်ဆိုတာကိုကျွန်တော်တို့ထပ်ပြီးတော့မှတွေ့တာဖြစ်ပါတယ်ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဘောမချုံမြင်းမြန်နေပြီးတော့မှ BWM ဖွဲ့ကနေပြီးတော့မှစစ်ကောင်စီရဲ့တောင်ဝလေးတပ်စခန်းကိုတိုက်ခိုက်ခဲ့လို့အခုဆိုရင်ကျွန်တော်တို့စစ်ကောင်စီရဲ့ပေါ့နော်ဒုဗိုလ်မှူးကြီးပေါ်ဝင်စစ်ခွေးစစ်ကောင်လောက်တေဆုံးတယ်ဆိုတော့တရင်ထုတ်ပြန်ပြီးပြီးချင်းမှာပဲခြေကွက်လုံးမြဲနေတာပဲဖြစ်ပါတယ်ဒီကောင်ဘယ်လိုမျိုးအချောင်ပြောဆိုထားမလဲဆိုတာကျွန်တော်တက်ချက်တော့နားထောင်ကြည့်လိုက်ရအောင်နော်ချွတ်လိုက်တော့မှများစင်စားထည့်ပေးလိုက်တာလားမသိဘူးသေးတဲ့လူတွေကိုလိုက်ပြီးချွတ်လိုက်တော့မှဒီပောက်ခွဲတဲ့ချွတ်လိုက်တော့မှဒီစင်စားနဲ့ဗီဒီယိုတွေလိုက်ရိုက်နေလားမသိဘူးဘာဟုတ်တယ်လေခင်ဗျအဲ့လက်နက်ကဆန်းတယ်တော်တော်ဆန်းတယ်လက်နက်ခင်ဗျစင်စားကြည့်လေချွတ်လိုက်တော့မှပြစ်ထည့်ထားဘယ်နေရာကျလဲတော့ကျွန်တော်လည်းမသိဘူးကျသွားတဲ့နေရာဘယ်နေရာကျလဲမသိဘူးဒါပေမဲ့အဲ့လက်နက်ဆန်းကြီးက ပေါက်ပွဲပြီးတော့အုံးသူပေါက်ပွဲပြီးလက်နက်ကြီးရတခါအစင်အစအမုံမွားလေးပြန့်ပြီးတော့တခါလေလေးတူထဲမှာပြန်တန်းပြန်နှံ့ပြီးတော့အဲ့လေးတူထဲမှာအမုံမွားလေးတွေနေဗီဒီယိုကင်မရာလေးဖြစ်သွားတာအသွင်ပြောင်းသွားတာအစတော့အုံးသူပေါက်ပွဲသွားတာဘုံလေးပြင်းပေါက်ပွဲသွားတာပေါ့ဗျာပြီးတော့ပြီးဘတ်ဆိုပြီးအမုံမွားလေးတွေနေပြီးတော့သူကနီးပညာမြင့်တာပေါ့လေဒီ NUG ရဲ့အောက်က PDF ဖွဲ့ရဲ့ဒီထုတ်ထုတ်တဲ့နီးပညာမြင့်တာတပေါက်ပွဲအားအုံးသူပေါက်ပွဲသွားတယ်ပေါက်ပွဲပြီးတော့နောက်မှာသူကအမုံမွားလေးတွေနေအသွင်ပြောင်းသွားပြောင်းသွားပြီးတော့အဲ့အမုံမွားလေးတွေနေပြီးတော့ဘတ်ဆိုပြီးတော့ကင်မရာလေးဖြစ်နေအသွင်ပြောင်းသွားတာ ပြောင်းပြောင်းပြီးတော့ CCTV တွေဖြစ်နေပြောင်းဟိုတောက်တောက်ကျွန်တော်ပြီးအဲ့မှာတေဆုံးတဲ့သူတွေရတယ်ဗီဒီယိုရိုက်တာလိုက်ရိုက်တာပေါ့အဲ့ဒါလေလိုက်ရိုက်ရိုက်လဲပြီးတော့ဘတ်ဆိုပြီးတော့အဲ့ရိုက်တဲ့ information ဘတ်ဆိုပြီးတော့အခုပြန်ပြီးဒီဘက်က BM BW ဆိုတော့ဖော်ပြန်ပြီး information ပြန်ပို့လိုက်တာအဲ့မှာအဲ့ဖွဲအဲ့ဒါနဲ့ဟာငါတို့ဒုဗိုလ်ကြီး၁၀ယောက်ကျော်တေးသွားတယ်ဆိုတာမထုတ်ပြန်ဘူးဆိုတော့ဒီလက်နက်မျိုးကကမ္ဘာမှာမထုတ်နိုင်သေးဘူးဒီမှာဒါကြောင့်မလို့ဟိုယူကရိန်းတပ်မတော်ဇယ်လင်စကီကိုယ်တိုင်ကအဲ့မှာရီဥယီမိုလှမ်းပေးတာဟဲ့ဆက်ရှင်နေအဲ့လိုထုတ်တယ်အဲ့လိုပြောတော့တယ်အဲ့အဲ့လိုမျိုးဟိုတေဆုံးတဲ့သူစီးရင်အတိအကျနေပါမှတ်တမ်းတင်နေရှော့လိုက်ဒုံးလေးငါတို့ရောက်ပါလားဆိုတော့ဥယီမိုကအဲ့ဒါကိုသူ့လူတွေကိုမျက်ပြောင်တိုင်းနေတာနော်ဒီကောင်ကညွန်ကြောက်ကိုလုံနေပြီတဲ့ ဥယျာဉ်ကဘုံကြီးစညွှန်ကြားဖို့လုပ်နေပြီလေဘာလို့ဟာဟျောက်နေမင်းတို့မင်းတို့မင်းတို့အဲ့ဒီအဲ့ဒီ short ride တုံးအဲ့ဒီ short ride တုံးလုံးဆန်းထုတ်ထုတ်ထုတ်မြွှားထုတ်မြွှားထုတ်ဘာလို့ဆိုငါတို့ကမှရင်းစင်းကငါမေးနေပြီဘာလို့ဆိုမင်း short ride တုံးတစ်လုံးပြစ်လိုက်တာနဲ့ဟိုမှာတေဆုံးတဲ့လူစီးအတီကြပါထွက်လာတယ် short ride တုံးကဘာမှမထုတ်နိုင်ဘူးငါတို့ထုတ်နိုင်ပြီဝဲဝဲဝဲရအောင်ဝဲမှာလာလာလာမင်းတို့အဲ့လိုမျိုးဟုတ်အသေးအတန်ဘာဖြစ်နေပြီထုတ်လို့မကြိုးစားနေပြီတဲ့သူတို့စစ်မတိုင်ချင်တော့အဲ့လက်နက်ပဲထုတ်တော့မယ်လေဘာလို့ဆိုယူကရိန်းကိုအဲ့လက်နက်ကြောင်းရင်သူချမ်းသာပြီလေအခင်ဗျအဲ့တော့ဘာပြောကျွန်တော်တို့ဂုံယူစရာလည်းကောင်းနေဗျနော်ဇယ်လင်စကီကတော့အခုဒါဒီလက်နက်ကိုသူရရင်သူကရုရှားကိုသူပြစ်မယ် ပြပြီးအဲ့လက်နဲ့ရှော့လိုက်တော့မြန်မာထုတ်ချလိုက်တော့ तू ကဒုံးသူပြင်မယ်ရုရှားကိုပြင်မယ်ပြပြီးလို့ရှိရင်ထွက်လာတဲ့ထွက်လာတဲ့ရုရှားကို तू အကျင့်ကြမယ်ဖဲလုံးလုံးပြလိုက်တာနဲ့ဟိုမှာဗနေရောက်တေသွားပြီဆိုသူကျင့်ကြမယ်အဲဒီလိုသူကကျင့်ကြနေတာအခုချိန်ဒီဇယ်လင်စကီက तू ပြစ်သမျှရုရှားကို तू တိုက်ခိုက်သမျှဗနေရောက်တေတယ်ဆိုတော့ तू စင်းမထုတ်နိုင်ဘူး ဒါပေမဲ့မြန်မာပြည်ကဒီ BNW BWM ဆိုတဲ့ Brave Warrior မြန်မာဆိုတဲ့ PDF အဖွဲ့အန်ယူချက် PDF အဖွဲ့ထုတ်တဲ့ရှော့လိုက်တော့သူတော့ရင်ငါကဘာကိုကြီးညာနိုင်ပြီပနေရောက်ပေတယ်ဆိုငါကြီးညာနိုင်ပြီဆိုတဲ့စိတ်ဓာတ်မျိုးနဲ့အလုံးကအဲ့တော့ငါရတော့ဝယ်မယ်ဆိုပြီးအခုဝယ်ဖို့ကြိုးစားနေတယ်လို့ကျွန်တော်ကြားပါတယ်အဲ့ဒါတွေကအဲ့တဲ့တွေကတော့ကျွန်တော်ဒါလျှို့ဝက်တဲ့ရင်ဖြစ်နေသိရတာနော်အဲ့ဒါကြောင့်ကျွန်တော်ခင်ဗျားတို့လျှို့ဝက်တဲ့ရင်ကိုပြန်ပြောပြတာနော်အဲ့တော့ဟိုဘာပြောဂုံယူဖို့ကောင်းပါလေဟို NGO ကလူတွေအဲ့လိုထုတ်ပြန်တယ်ကျွန်တော်ဂုံယူလဲဂုံယူပါတယ်ဘာပြောခင်ဗျားရှော့လိုက်တော့တစ်ချက်ပြစ်တာနဲ့လူပနေရောက်သေးတယ်ဆိုတာကိုစင်အတိအကျ ပေါ်ပြနိုင်တဲ့ရှော့ရိုက်တို့မြန်မာပြည်ကပထမဆုံးထုတ်လုပ်နိုင်ခဲ့တာ NUG ရဲ့လက်နက်ကိုင် PDF တွေထုတ်ပြနိုင်ခဲ့တာကိုကျွန်တော်ဝမ်းသာအားရနဲ့ခင်ဗျားတို့ပြန်ပြောပြတာပြီးတော့အဲ့လက်နက်ကိုယူကရိန်းသမ္မတဇယ်လင်စကီကိုတိုင်ပင်လယ်မှာဟိုဝယ်ပြီးတော့ရုရှားကိုပြဖို့ဝယ်ဖို့ကြိုးစားနေပြီဆိုတာကပဲဘာပြောဒါလေးကိုကျွန်တော်ပြပါရတယ်အဲ့တော့ဥယျာဉ်မှာခင်ဗျားတို့အဲ့ကိစ္စကိုမပြောဘဲနေရင်အဲ့တော့သူကသူတို့ချိတ်ရောက်ပြီးတော့အဲ့ဒါအရက်တော့ဖို့ဘုံထားဒီကောင်ကတော့အခုဆိုရင်ပါနော်ကျွန်တော် PDF တပ်ဖို့ဝင်နေရတယ်ပြီးတော့မစစ်ကောင်စီရဲ့တောင်းလေးတဲ့စကောင်ကိုရွှတ်တဲ့ drone နဲ့ပစ်ခတ်ခဲ့လို့ စစ်ကောင်စီစစ်ခွေးလူပုံမှုကြီးတွေပါဝင်စစ်ကောင်လောက်မျိုးစာဖြစ်သွားတယ်ဆိုပြီးတော့မှတရင်ထုတ်ပေါ်လာလို့ဒါကိုမြေတပြောင်းတဲ့ပြည်တော်မှာခုလိုမျိုးပေါ်ပန်းလေးစရီပြောဆိုနေတာဖြစ်တယ်ကျွန်တော်အားလုံးတည်ထားတဲ့အတိုင်းပဲစစ်ကောင်စီတပ်ဖွဲ့ဝင်အနေနဲ့ကျွန်တော်ပြည်သူတွေကိုလေးချောင်းအနေနဲ့ဆက်လက်ပြီးတော့မှဘုံကျဲတက်ခတ်မယ်ဆိုတော့ဒီလိုမျိုးရှုပ်တိုက်တုံးတွေပြီးတော့မှ drone ပုံးတွေမနဲ့ပေါ့နော်ချခံရမယ်ဆိုတော့လည်းကျွန်တော်ဘက်ကနေပြီးတော့မှတတိပေးပြောဆိုထားတာဖြစ်ပါတယ်အထူးအမရှင်အနေနဲ့စတင်ခဲ့တဲ့ကျွန်တော်ဒီလိုမျိုးစစ်စင်ရေးတွေဟာဆိုတော့စစ်ကောင်စီတပ်ဖွဲ့ဝင်အနေနဲ့ဘုံမှာ lobby တွေကိုတော်တော်လေးတုံ့ချောက်ချစေတာပြီးတော့မှအခုဆိုရင်လည်း ဒီဇယင်းတိကျတဲ့ကိုရရှိထားတဲ့အချိန်မှာဒီကောင်တွေကနေပြီးတော့မှ NUG နဲ့ PDF တပ်ဖွဲ့ဝင်တွေကနေပြီးတော့မှလက်နက်တပ်ဆန်းတွေတီထွင်လွှတ်လို့ကိုခုဆိုရင် Ukraine သမ္မတကနေပြီးတော့မှ Order Marching နဲ့ဆိုတဲ့ပုံစံမျိုးတွေနဲ့ပေါ်ပန်းလေးဆက်ပြောပြတော့မှကျွန်တော်ကိုလောင်ပြောင်ထားတာပဲဖြစ်ပါတယ်ဆိုတော့ဒီကျော်မင်းပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့မှချင်းနေချတဲ့မြို့ဝပြည်သူတွေဘက်ကနေပြီးတော့မှလည်းကိုယ့်ရဲ့မြင်လေးတွေကိုချိန်ပေးခဲ့ကြဖို့ကျွန်တော်အားလုံးတောင်းဆိုပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောတွေနဲ့ပူးတူးမှနေပြီးတော့မှတိုင်းသားလူမျိုးတွေနဲ့ပေါ့နော် လူမျိုးကြီးဝါတာအကြောင်းဘယ်လိုမျိုးတွေပြောထားမလဲဆိုတော့ကျွန်တော်စပီရမှာခြေလဲရအောင်နော်ကျမတို့ NGO တိုးသားတယ် NGO ကောင်းတဲ့ပေါ်တယ် NGO ရနေပြီးတော့ကျမတို့ GICN ပေါ့နော်ပြည်အောင်ညီလာခံနေ UB DJC တွေ NRPC တွေလောက်ကြတယ်ဆိုတော့အဲ့ဒီ NRPC တွေ UB DJC တွေ GICN တွေကနေပြီးတော့ NGO ကောင်းတဲ့ပေါ်သွားလို့တနိုင်ငံလုံးရင်းကျက်ကြီးရရင်စစ်တပ်ကနိုင်ငံကြီးကနေနှုတ်ထွက်မယ်ဆိုလိုချင်တာကစစ်တပ်က25ရာခိုင်နှုန်းလွှတ်တော်မှာပါနေတဲ့25ရာခိုင်နှုန်းနှုတ်ထွက်ပြီးတော့စစ်တပ်ကစစ်တမ်းရကိုပြန်ပါမယ်လို့နိုင်ငံကြီးအာမခံချက်ပေးပြီးတာဖြစ်တယ်ဒါဆိုရင် အဲ့ဒီ25ကနေပြီးတော့20 20ရနေ25 25ကနေ30အဲ့ဒီလိုတဖြည်းဖြည်းချင်း short ချမှတာလေသူ့ဘက်ကိုပဲစုတ်ဖက်ရဖဆက်ဆံရေးကိုတိဆောက်နိုင်မယ်အခုတော့25ကွာ25ကနေပြီးတော့20 20ရနေ25အဲ့ဒီလိုဖြစ်အောင်ရွေးကောက်ကအစိုးရအနေနဲ့ကအရွက်တစ်ခုရောက်အောင်အလုံးနဲ့တက်တယ်မပြနိုင်ဘဲနဲ့လုံးဝ25ကိုဖယ်ပြီးတော့လုံးဝဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်သိမ်းဖို့အသည့်ပြန်ရေးဆွဲဖို့စူးစမ်းတဲ့အတွက်စစ်တပ်ကိုစစ်အာဏာရှင်ဖြစ်အောင်တွန်းပို့လိုက်တဲ့အတွက်ယနေ့အခင်းချက်ဖြစ်လာတယ် ဒါရွေးရှင်းပါတယ်ဆိုတော့လက်ရှိရွေးကောက်ပွဲကျင်းပါမယ်ကျင်းပါတယ်ရွေးကောက်ပွဲလွှတ်တော်တွေမှာ25ရာခိုင်နှုန်းပါတာခင်ဗျားတို့မကြိုက်ဘူးလားဟိုမှာကြိုက်လို့ရှိရင်ခင်ဗျားတို့လက်နက်ကင်လက်စင်တွေစုံခင်ဗျားတို့ NCA ကိုလာခဲ့တနင်္ဂနွေလုံးငင်းချရေးရတဲ့နေ့မှာစစ်တပ်ခါနိုင်ငံရေးကထွက်မယ်လို့အာမခံချက်ပေးပြီးသားဖြစ်တယ်တပ်ဖက်ကလည်းငင်းအာမခံချက်ပေးရင်ခင်ဗျားတို့အနေနဲ့ကလည်းနိုင်ငံရေးအာမခံချက်ပေးနိုင်ရမယ်တစ်ခါတစ်ခါနိုင်ငံရေးဆိုတာအပေးနဲ့အယူသားဖြစ်တယ်အကျိုးစီးပွားအတွက်အပေးယူလုပ်နေကြခြင်းဖြစ်တယ်ဒီချက်ကိုကျမတို့ပြည်သူတွေကကောက်စွာနားလည်ဖို့လိုပါတယ် အဲ့ဒီကူကရွေးကောက်ပွဲလို့ပြောလိုက်တာနဲ့အမျှဗမာလူမျိုးကြီးဝါဒကိုရောရှာမုန်းကြီးကြတယ်ဆိုတဲ့တိုင်းရင်းသားတွေကရွေးကောက်ပွဲကိုသူတို့စိတ်ဝင်စားကြဘူး။ဘာကြောင့်တိုင်းရင်းသားရင်းထဲမှာဗမာလူမျိုးကြီးဝါဒကိုပို့ပြီးမုန်းလန့်ကြတည်းဗမာလူမျိုးကြီးဝါဒမရှိဘူးလားရှိပါတယ်။ဒါဆိုရင်တိုင်းရင်းသားတွေမှာကောကျင်းမြောင်းတဲ့လူမျိုးကြီးဝါဒမရှိဘူးလား။ကျွန်မပြင်မိမယ်။တိုင်းရင်းသားတွေမှာကောကျင်းမြောင်းတဲ့လူမျိုးကြီးဝါဒမရှိဘူးလား။ကဲပူတူမာတော့ပါနော်။အခုဆိုရင်ကျတော့ မြောက်လန်တို့အစုကနေပြည်တော်မှာရွက်ကပွဲကျင်းပဖြစ်ပြည်တော်မှာသူတို့အနေနဲ့တက်လာတဲ့အစိုးရကိုအာနာလွယ်ပြောင်းအနိုင်မယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့ဂရီပေးထားပြီးပြီဆိုပြီးတော့မှာပါနော်ကျွန်တော်တို့ကိုပြောလို့မျိုးစားပြောဆိုနေတာဖြစ်တဲ့အားလုံးသိထားတဲ့အတိုင်းပဲအဲ့ဒီကနေတဆင့်မြောက်လန်နဲ့တမရဖြစ်ချင်းလို့လို့ကိုခုလိုမျိုးစ조사ပြည်တော်မှာလှုပ်ဆောင်နေတာဖြစ်ပြီးတော့မှာနောက်ကွယ်ကနေပြည်တော်မှာရုရှားတရုတ်အကူအညီနဲ့ကျွန်တော်တို့တော်လိုင်းရေကိုဖြစ်လို့ဖြစ်စီလှုပ်ဆောင်ဖို့စ조사နေတယ်ဆိုတော့လည်းသိရှိရတာပဲဖြစ်ပါတယ်ဒီချိန်မှာဘုံမတွေကနေပြည်တော်မှာဒီစကောင်းဆောင်တွေနဲ့ဆရာနာရှင်စနစ်ကိုမလိုလားပဲနဲ့ကျွန်တော်တို့ပြည်သူတွေပုံမှာပြန်လည်ပြီးတော့မှာ အာနာပြေဝါလွဲပြောင်းပေးမယ်ဆိုတဲ့ဂရိမျိုးကိုပေါ့နော်အခုဆိုရင်သူတို့ဘက်ကနေပြီးတော့မှစတင်ပေးလာပြီဆိုတဲ့ပုံစံမျိုးတွေနဲ့ညင်းထက်နေတာကိုကျွန်တော်ထပ်ပြီးတော့မှတွေ့ရတာဖြစ်ဖြစ်မှာတစ်ဖက်မှာဆိုရင်တော့ကျွန်တော်တိုင်းသားလူမျိုးတွေအရဆိုရင်လည်းအမြင်ချင်းမြောင်းတဲ့အတွက်အခုဆိုရင်ကျွန်တော်ဘော်မာလူမျိုးတွေကိုပြန်ပြီးတော့မှဖြင်းနေချုပ်ချက်ရှင်တဲ့ဆိုတဲ့ပုံစံမျိုးတွေနဲ့သူကနေပြီးတော့မှသူခက်သက်ရှုတဲ့စကလုံးတွေပြောဆိုထားတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဆုံးဗီဒီယိုသဘောအနေနဲ့ဘာပူတတ်ထဲမှာဆိုရင်တော့ စစ်ကောင်စီရရှိတွေကနေပြီးတော့အောက်ခြေသက်သားတွေပေါ်မှာဘယ်လိုမျိုးဆက်ဆံနေလဲဆိုတာကိုတရုတ်ဖော်ပြတာထားတဲ့ဗီဒီယိုလေးကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်ကျွန်တော်အရောက်တန်းဒီပါရရှိသေးလားဟုတ်ဒီပါရရှိအောင်အခုဘယ်လိုနေရလဲကျွန်တော်ဘွားနေနေနာမည်ဘယ်လိုခေါ်လဲကျွန်တော်လက်နေတော့လက်နေတော့ဟုတ်ကြာမင်းနာမည်အဆမ်းမယ်ဟာဆက်လို့ကြာကျွန်တော်ဟုတ်လားအလံပြူတော့နော်လက်နေလေအသားလေးရဖူးဖူးပဲထောင်းထောင်းတက်လို့ပါအလံပြူတော့အခုရင်ငါတို့မနက်ခင်းကြရင်မင်းတို့တင်းတန်းတက်ဖို့အတွက်ကြီးကြီးထုတ်ပေးမယ်တွားနေတူတယ်တော့ ်မင်းအိမ်မှာရှိခဲ့တဲ့အမ်မိသားစုတွေဘာတွေမှာကြာနေလဲကျွန်တော်ကျန်တာဘယ်လောက်တန်းကျန်တာတော့ကွာငါတို့ကတော့ပြောမလို့6လောက်ဒါပေမဲ့အခုအချိန်ကြီးရတာငါတို့ဟိုလောက်ပဲ3လောက်လောက်တက်တယ်3လောက်လောက်ဟုတ်ကျွန်တော်အဖေမှာကျင်နေတယ်ခုပဲပြောပြ။အေးပြော။ဟုတ်၃လကျော်ပြီ၄လလောက်နေလို့မှမဆက်ပြန်ဘူး။ဆုံးသက်ခိုင်းဘူး။ချက်လက်စင်းလေး။ချက်လက်ဖုန်းတော့။ဟုတ်။တခြားရော။ဟိုကျော်ဝင်ကြီးမှလည်းကျွန်တော်မဲလေးလိုက်ချင်ပါ။ ။ဟာမင်းနိုင်တယ်။ဟိုအခုတော့ကျွန်တော်သတင်းကြရတယ်။အင်းတော်တယ်မင်းနိုင်ပြီ။အာမခုနဲ့ဟာကြီးအဲ့ဒါတော့ရတယ်။အာပြီးခဲ့တဲ့ဘက်ကကိုတို့ဒူးရင်မှုကြပါလား။အာကလေးနှစ်ယောက်နဲ့မတ်တင်ပြီဆိုလို့ရှိတယ်။အာသူ့ကိုအာငါကြီးနိုင်မယ်ဆိုလို့ရှိရင်ရှင်းလင်းမထွက်ကြတာနဲ့ပြနိုင်ပြီနော်။မတ်တင်ကြလည်းမင်းနိုင်တယ်လို့ပြောကြ။ဟုတ်ပြီဟုတ်ပြီ။ပြီးတော့နောက်တစ်ခုပါမှာကြားချင်နေတယ်။အာကျွန်တော်လာတာလေးပါတယ်မှာအပေါင်း။ဟုတ်ပြီ။အာလုပ်ပြန်မယ်။ပုံမှန်ထောက်ပါမှာလားကျွန်တော်ရှိတဲ့ချိန်ပဲထောက်ပါမှာ။အာအဲ့တော့ဘယ်လိုလဲဆိုတော့မင်းကြီးရဲ့ချင်အောင်ငါတို့ပုံမှန်ထုတ်ပေးမယ်။ဒီဝိုင်းဒီဝိုင်းတော့ငါတို့စမှာပေါ့။မဟုတ်ဘူးရှာ။ဖောက်ဘူးဒီပြက်ကြီး။ အဲ့ဒါမှကိုယ်တိုင်ငါတို့ကနင်းတို့အဖအလေးခြာပြန်ငါတို့လည်းခြာတော့မင်းကမင်းတော့လည်းလမ်းစိတ်တွေရှိသေးတယ်ကွာအညီရတယ်ပြီးတော့ဘာမှကြားစီလည်းဆက်ပြောကောက်တော့ပါနဲ့ကျော်မမတော့အဲ့ဒါမင်းလည်းငါကြောင်ရေဘောကြည့်တော့နော်ဟုတ်ရှေ့လာတော့ပစ္စည်းဆောင်ပါလေဘာပစ္စည်းလဲဟိုကုသလူတို့စားရည်ကြည့်ဒါမျိုးပြောတာအာဟုတ်တယ်ဆရာဆရာအဲ့ဒါအောင်ပါဒါတော့ကဒါတော့ငါတို့ရဲ့တက်မတော်သားတွေအတန်းရှိမဖြစ်ရတာလက်မှတ်လို့ပြောလို့ဒါတော့ဗောနော်ကျွန်တော်ခုဆန်စစ်ကောင်စီတပ်သားတွေကတော့ ကျွန်တော်တို့တော်လိုင်းတက်ဖို့အနေနဲ့တွေးဆတဲ့အချိန်မှာဒီလိုမျိုးဖြစ်ဖြစ်တွေနဲ့ကျောက်ထူးတုံနေချတယ်ဆိုတော့ထပ်ပြီးတော့မတွေ့တာဖြစ်တယ်တတတက်တရားဆွန်လက်ကျွန်တော်တို့ပေါ့နော်စစ်ကောင်စီရဲ့ရှုတွေကနေပြီးတော့ဖိနေချိုးချဲမှုတွေနဲ့သူတို့ရတရထတဲ့ကြိုးခန်းစာခွင့်တွေတော့မှဘုံပြီးတော့မှအိတ်ကထဲကိုထည့်နေတယ်ဆိုတော့လည်းကျွန်တော်တို့သိရှိထားတာမလို့အောက်ခြေမှာရှိနေတဲ့စစ်ကောင်စီတပ်မိသားစုအနေနဲ့တတတွေကျွန်တော်တို့ပြည်သူ့ဘက်ကလည်းများဆုံးကိုပြောင်းခုလုံဖို့တင့်နေပြီဆိုတော့တုတ်ဖို့ပြသထားတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီတော်လန်လိုက်လုံးဝဆိုတော့ခုဆိုတဖြည်းဖြည်းကျပြတ်လာတာဖြစ်ပြီးတော့မှ တိုင်းတားလင်းကိုင်တဖို့မနေတို့ကျွန်တော်တို့မြေပြတ်မှာရှိတယ်ပေါ့နော်တော်လိုင်းရေအားဆူရရနေပြီတော့မှဆက်လက်ပြုံးမှာပူသွေးပြီးစစ်စင်ရေးတွေပုံဖော်နေကြတာမလို့မချခင်မှာတော့ကျွန်တော်တို့အားလုံးမြန်မှန်ထားတဲ့အတိုင်းပဲတော်လိုင်းအောင်ပွဲ GTA ကတော့ကျွန်တော်တို့ထပ်ပြုံးမှာဆင်နွှဲနိုင်မယ်ဆိုတော့တခြားဘောက်ပြောလို့ရနေတာဖြစ်ပါတယ်နေပြည်တော်ထိတောင်မှတည်တင်းနေမယ်အရေးရောင်ကောင်းတွေလည်းကျွန်တော်တို့ထပ်ပြုံးမှာပိုင်ဆိုင်ထားတာမလို့မြောက်လိုင်းနဲ့စကောင်းဆောင်တွေအခုဆိုရင်ကျွန်တော်တို့တော်လိုင်းတဖို့နေရနေပြီတော့မှရစတန်ပေးနေတဲ့အချိန်မှာဘယ်လည်းနဲ့ချပြီးတော့မှသူတို့ပြက်တွေ့ပေါ့နော်ပြန်ပြီးတော့မှပြစ်ဆက်တင်နေပြီဆိုတဲ့အကြောင်းပြောရင်းနဲ့ ကျွန်တော်ဒီနေ့နေခင်မဲ့တစ်ပြက်ဗီဒီယိုကိုဒီနေရာမှာပဲဆုံးသက်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မြို့အပ်ပြီသူများလုံးထူးချေးစုတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းမြေ့ခြင်းနဲ့ပြည့်စုံပြီးတော့မှတာယာရဲ့ချန်နယ်နေ့တည်လေးပန်ဆိုင်ချပါစေလို့ကျွန်တော်ဒီနေ့ကနေဆုမကောင်းတောင်းပေးလိုက်ပါတယ်။